လူသားပေါင်းများစွာဟာတကယ်မထစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုသို့မဟုတ်တကယ်မရှိခဲ့တဲ့အရာတစ်ခုကို အမှန်လို့ထင်းထင်းရှားရှားမှတ်မိနေတဲ့ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားသင်သိပါသလားဒီစုပေါင်းအမောက်မာရွံ့မှုဖြစ်စဉ်ကို The Mandela Effect လို့ခေါ်ပြီးဒါဟာကျွန်တော်တို့ရဲ့မှတ်ညာနဲ့လက်တွေ့ဘဝကြားကဆက်ဆက်မှုကိုပြန်လဲမေးခွန်းထုတ်စေတဲ့အလွန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါ ဒီနာမည်ဟာ2010ခုနှစ်မှာ paranormal သူတေသနတူဖြစ်တဲ့ Fiona Brown ကနေစတင်ခဲ့တာပါ သူဟာတောင်အာဖရိကခေါင်းဆောင် Nelson Mandela ဟာ1980ခုနှစ်တွေက ထောင်ထဲမှာပဲကွဲလွန်သွားခဲ့တယ်လို့အခိုင်အမာမှတ်မိနေခဲ့ပါတယ်ပိုပြီး an over ကောင်တာကသူ့လိုပဲအဲ့ဒီအဖြစ်အပျက်ကိုတည်င်းနေမှာကြည့်ခဲ့ရတာသူ့ဇနီးရဲ့ဇာပနာမိန့်ခွန်းကိုကြားခဲ့ရတာတွေအထီး အသေးစိတ်မှတ်မိနေတဲ့လူတွေအများပြားရှိနေတာကို ထူးရှားဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့တမိုင်းမှာတော့ Nelson Mandela ဟာ1990ခုနှစ်မှာထောင်ကလွတ်မြောက်ပြီး2013ခုနှစ်မှာမှကွယ်လွန်ခဲ့တာပါ။ဒီလိုလူအများပြားကတမိုင်းအမှန်နဲ့လွဲချော်နေတဲ့မှတ်ဉာဏ်တစ်ခုကိုအတူတူမျှဝေနေကြတာကနေ The Mandela Effect ဆိုတာဖြစ်ပေါ်လာခဲ့တာပါ။ဒီဖြစ်စဉ်ကနေရာတိုင်းမှာရှိနေပါတယ်။ဥပမာ ခလီးဘွားကဖတ်ခဲ့ရတဲ့ The Berenstain Bears ဆိုတဲ့ကာတွန်းစာအုပ်ကို လူအများစုက The Berenstain Bears လို့အင်းနဲ့အိုင်ကလုံးလွဲပြီးမှတ်မိနေကြပါတယ်။ Star Wars ရုပ်ရှင်ရဲ့အကျော်ကြားဆုံးခြံတစ်ခုမှာ Darth Vader က Luke I am your father လို့ပြောခဲ့တယ်လို့လူတိုင်းကမှတ်မိကြပေမဲ့တကယ်မူရင်းအတွေ့အကြုံက No I am your father ဖြစ်နေပါတယ်။ Monopoly Bay မြေလူကြီးလေး Rich Uncle Penny Bags မှာမျက်မှန်ကဖတ် မော်နိုကိုတတ်ထားတယ်လို့ကျွန်တော်တို့ထင်ခဲ့ကြပေမဲ့သူမှာဘယ်တော့မှမျက်မှန်ကဖတ်မရှိခဲ့ပါဘူး Forest Gump ရဲ့ Life is like a box of chocolates ဆိုတဲ့သွေးဆုံဆွေးနွေးရေးကလည်းတကယ်တော့ Life was like a box of chocolates ဖြစ်သူပါလားဒီလိုဥပမာတွေကအများကြီးပါပဲဒါဆိုဘာကြောင့်ဒီလိုဖြစ်ရတာလဲ theory တွေကတော့အများကြီးပါပဲစိတ်ပညာရှူတောင်းကကြည့်ရင်ဒါကို confabulation လို့ခေါ်တဲ့ မှတ်ညာလွယ်မောက်မှုတမျိုးအဖြစ် ရှင်းပြပါတယ်။ကျွန်တော်ရဲ့အုံနောက်ကအချက်လက်အပြည့်အစုံကို မှတ်မိတဲ့အခါမှာဂျားတဲ့ကကွက်လက်တွေအိုသူ့အလိုလို အချက်လက်အမားတွေနဲ့ဖြည့်ဆည်းလိုက်တာမျိုးဖြစ်ပါတယ်။အင်တာနက်ခေတ်မှာဆိုရင်ဒီအချက်လက်အမားတခုကို လူတယောက်ကစတဲ့လိုက်တဲ့အခါတခြားလူတွေကလည်းဟုတ်တာပဲငါလည်းဒီလိုပဲထင်တာဆိုပြီးအလွယ်တကူလက်ခံလိုက်ကြရတာကနီစုပေါင်းမှတ်ညာအမားကြီးတခုအဖြစ်အားကောင်းလာစေပါတယ်။ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ theory ကတော့ quantum physics နဲ့ parallel universe theory ပါပဲဒီ theory အရကျွန်တော်တို့နဲ့အလွန်ဆင်တူတဲ့အပြိုင်ဆက်ကြဝတ္တူ parallel universe တွေအများကြီးရှိနေပြီးကျွန်တော်တို့ဟာဒီ universe တွေကြားတဲ့ကိုမသိလိုက်ပဲခိုးပြောင်းနေကြတယ်လို့ဆိုပါတယ်။တနည်းအားဖြင့်ပြောရရင် Berenstein ဆိုတဲ့စလုံးပေါင်းမှာတခြား universe တစ်ခုမှာအမှန်ဖြစ်ထည့်ပြီးအဲ့ဒီ universe ကလူတွေကျွန်တော်တို့ universe ကိုရောက်လာတဲ့အခါမှာ သူတို့ရမှန်ညာကအမားဖြစ်သွားတာမျိုးပေါ့ဒါဟာစိတ်ပညာစိတ်ဤကူးစင်စံပေးမယ်လူအများရဲ့စိတ်ကိုဖန်ဆားထားနိုင်တဲ့ theory တစ်ခုပါပဲအဆုံးစွန်မှာတော့ the mandela effect ဟာကျွန်တော်တို့ရဲ့မှန်ညာတွေကဘလောက်တောင်အလွယ်တကူပြောင်းလဲနိုင်တယ်လဲကျွန်တော်တို့အမှန်လို့ထင်ထားတဲ့အရာတွေကဘလောက်တောင်ရင်းရိုင်နိုင်တယ်လဲဆိုတာဟုတ်တတိပိနေတဲ့ဖြစ်စဉ်တစ်ခုပါပဲအဆုံးထိကြီးစုပေးလို့ကျေးဇူးတင်ပါတယ်